ရာဒုကဆိုင်းငံခံထားရတဲ့တမရရွန်ဆော့ရောကိုစန့်ကျတဲ့တောင်ကိုရီးယားအမတ်တူဟာမျက်နာကိုချက်ဦးနဲ့အပေါက်ခံခဲ့ရတဲ့နောက်လုံခြုံရေးအစီအမံတွေမြင့်တယ်ပေးဖို့အတိုက်ခံနိုင်ငံရေးအင်အားစုတွေကရဲတပ်ဖွဲ့ကိုတောင်းဆိုလာပါတယ်တောင်ကိုရီးယားအတိုက်ခံဒီမိုကရက်တစ်ပါတီရဲ့အမျိုးသမီးအမတ်တူဖြစ်သူဘက်ဟီရွန်ဟာတရားရုံးတစ်ခုရှိမှသတင်းတောက်တွေနဲ့စကားပြောနေတော့မျက်နာကိုချက်ဦးအစိမ်းနဲ့ပြစ်ပောက်တာခံခဲ့ရတာဖြစ်ပါတယ် သမရယွန်ရဲ့အနာဂတ်ကိုတောင်ကိုရီးယားခြေကဥပဒေခုံရုံးကစီရင်ဆုံးဖြတ်ဖို့နီးကပ်လာတာနဲ့အမျှတောင်ကိုရီးယားရဲ့တပ်ဖွဲ့အတွက်လုံခြုံရေးအစီအမံတွေရေးဆွဲဖို့ခေါင်းခဲစရာကြုံလာပါတယ်။ခုံရုံးဆုံးဖြတ်ချက်ကဘယ်ဘက်ကိုပဲဥတီပါစေမချေမနက်အုံကြွမှုတွေဖြစ်ပေါ်လာနိုင်ခြင်းမြင့်မြင့်မားမားရှိနေတာကြောင့်ပါခုံရုံးဟာယွန်ရဲ့စစ်အုပ်ချုပ်ရေးကြီးညာမှုကဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခဲ့ခြင်းရှိမရှိအဆုံးဖြတ်ပေးရမှာဖြစ်ပြီး တကယ်လို့အပြစ်ရှိတယ်ဆိုရင်ယွန်ဟာသမရဖြစ်ကနေဖယ်ရှားခံရမှာပါရဲတပ်ဖွဲ့ကတော့သမရရဲ့ယာဒူးအနာဂတ်အတွက်ခုံရုံးကအဆုံးဖြတ်ပေးမယ်နေကြရင်ရဲအင်အားကိုအမြင့်ဆုံးအဆင့်ဖြန့်ကျက်ပြီးစိုးမြို့တော်မှာလုံခြုံရေးတိုးမြှင့်ထားမယ်လို့ကတိပြုထားပါတယ်ရှင်